အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ္တတွေအားလုံးမင်္ဂလာပါဒီကနေ့မှာဥရောပ Champion League ပွဲတွေကံဖို့ရှိတာဗောလေအဲ့ဥရောပ Champion League ပွဲဆိုရင်ကျွန်တော်တို့ခုလက်ရှိမှာအားလုံးကြီးကြိုက်ကြမဲ့ Heavyweight Clash ပွဲရှိတယ်အားရကတော့ဒါအခုလက်ရှိဒီ Chelsea နဲ့ FC Barcelona အသင်းရဲ့ပွဲပဲသူတို့နှစ်သင်းရဲ့ပွဲကတော့ဒါပိတ္တတွေအားလုံးတကူးတကစောင့်ကြည့်ရမယ့်ပွဲဖြစ်ပြီးတော့ဒါအခုလက်ရှိအနေထားရ ါဘယ်လိုပြောမလဲ Chelsea အသင်းတွက်ဘာစလိုနာအသင်းနဲ့ဒါအခုလက်ရှိမှာ test လုပ်ရမှာဖြစ်တယ်။တခြားတဲ့မှာ Manchester City ကဒါ Liverpool နဲ့ Campo ရှိတဲ့အချိန်မှာ Marseille နဲ့ Newcastle ပွဲဒါပေမဲ့ everything က Chelsea နဲ့ Barcelona ပွဲ။ So မာကူကရဲလာတော့ပြောလိုက်သေးတယ်ယမားကလေဝေးစင်အသေးမှာ तू ဘလို့ထိမ့်ရမလဲဆိုတာကို तू ကောင်းကောင်းသိတယ်ယမားတော်မှာဒီတစ်ခါလေဝေးစင်မှာမလာခဲ့ဘူးဒါမလာခဲ့တဲ့ကြောင့်သူ့ရဲ့အနီးပြွာတွေအားလုံးတွေ့ယမားကြောက်နေပြီပါညာနဲ့ तू ကစပိန်လေဝေးစင်အချင်းချင်းချင်းနောက်ပြောင်တာတွေပြောထားသလိုဒါအန်ဇိုမာရက်စကာကလည်းသူ့အသေးမှာမာကူကရဲလာရှိတာကဒီတွေ့တင်းအတွက်တကယ်ကို ကြည်နက်စရာနဲ့သူက defending ပိုင်းရော attacking ပိုင်းမှာတကယ်ကိုအားကိုးရတဲ့ကစားမတယောက်ဖြစ်ပြီးတော့ဒါအသင်းတို့အရေးပါတဲ့သူတယောက်ဖြစ်ချီချူးထားတယ်ဆိုတော့ Chelsea အနေနဲ့ Barcelona အသင်းနဲ့ကံမဲ့အချိန်မှာ Antonio Conte လက်ထက်နောက်ဆုံးသူတို့နောက်ပိုင်းတွေးတာအဲ့နောက်ပိုင်းမှာမတွေးသလောက်ပဲပထမပွဲဝန်းဝန်းသေးကြတဲ့အတုန်းက Barcelona ဘက်မှာ Barcelona ကိုးပြတ်နိုင်သွားတဲ့အချိန်ပေါ့လေ2019တုန်းကဆိုတော့အဲ့မှာ အခု Chelsea အသင်းမှာ တော့ခိုးဖားမလီချင်ကပြန်ဆင်းနေပြီဘယ် question ကခိုးဖားမပါနိုင်ပါမလားဟိုတလေးက interview မှာတော့ဒီ Sky Sport ရဲ့ interview မှာတော့ Anzo Maresca ကခိုးဖားမဘာဆိုနာနဲ့ပွဲရော Arsenal နဲ့ပွဲရောလွဲမယ်ဒါပေမဲ့အဲ့ပွဲပြင်တော့ပြန်လာပဲဆိုတော့ကျွန်တော်တို့ခိုးဖားမကိုဘာဆိုနာနဲ့ပွဲမှာတွေ့ရအောင်မှာမဟုတ်ဘူးဒါပေမဲ့ဟိုတနေ့ကဘာဒီယာရှိကစားတဲ့ Fofana တို့ဒီတစ်ဖက်က Xavier တို့ ကလဟန်ဒိုဂါနာချားတို့လိုကစားမဂါနာချိုးလိုကစားမတွေနားထားတယ်ဆိုချယ်ဆီမှာတော်တော်များများလူဆုံနေပြီဒါပေမဲ့တိုက်စစ်ပိုင်းမှာတယောက်ပဲပေါ့လေအခုအကြီးကြီးတဲ့ကစားမခိုးဖားမှမပါနိုင်သေးတဲ့အချက်ပဲဘာဆိုနာအသင်းမှာအခုဘက်ထရီမပါတဲ့အကြောင်းကိုဟန်စီဖလစ်ကအတီးပြုတ်လိုက်ပြီဆိုတော့ဘက်ထရီအိုက်ပွဲမကစားဘူးသူမပါဘူးဆိုတဲ့အကြောင်းအတီးပြုတ်ထားပြီးတဲ့အချိန်မှာ ရာဖီညာကတော့100% recover ဖြစ်တဲ့အတွက်သူပြန်ပါပြီလို့ပြောထားတယ်ဆိုတော့ဘာဆိုနာအသင်းကလည်းသူ့မှာဒုက္ခတော့က Frankie De Jong ကဟိုတနေ့ကကစားခဲ့တဲ့ La Liga ပွဲ Athletic နဲ့ Club ပွဲမှာ injury ဟိုပွဲပယ်ခံထားတော့သူက fully fit အနေနဲ့လုံးဝအနာရဲ့အပြည့်နဲ့သူကနားထားတော့ဒီပွဲအတွက်သူနဲ့ Eric Garcia နဲ့ Mark Kessato နဲ့တယောက်ယောက်သုံးနိုင်တယ်ဒီနေရာမှာနီးပြ Hansi Flick က Jeremy Martin ဟိုတနေ့ကဆန်နဘတ်ဖြစ်သုံးသွားတာအတွက်ကြောင့်အနာဂတ်မှာသူလည်းဘူနောက်ခံလို့ဖြစ်ဖြစ်နိုင်တယ်ဒါပေမဲ့ဘာဆိုနာတိုက်စစ်ကအခု market swash ရဲ့အခြေအနေကိုသူတို့စောင့်နေသေးဖြစ်တယ်ဒါလက်ရှိနေထားရတိုက်စစ်မှာ lewandowski performance ပြန်ကောင်းလာတဲ့အတွက်ကြောင့်ဒါ club ကတော့တကယ်လို့ rafinha ကိုသူတို့ ပွဲစားတွေကမပိုင်တော့မှအပိုင်းလေးဆိုရင်တော့မှ Rafinha ပြန်ပါနိုင်ပေမဲ့ Pepe Chan က Rushford မပါရင် Ferran Torres ရဲ့ Lewandowski ရဲ့ Yamal ရဲ့နောက် Fermin Lopez ရဲ့ဒါတို့သူတို့ target ထားစေဖြစ်တယ်ဆိုတော့ Stamford Bridge မှာကံမဲ့ပွဲဒီပွဲကဒေသစံတို့ချင်းည8နာရီမြန်မာစံတို့ချင်းနနက်9နာရီခွဲမှာကံမဲ့ဆိုတော့အခုလောလောဆယ်နေတာရဒီနှစ်သင်းထိတ်တိုက်ဆုံတွဲမှုဆိုရင် Barcelona က Chelsea ကိုဒါကျွန်တော်2018 17 18 season ပေါ့လေအဲ့နှစ်တုန်းကဘာဆို18ပေါ့လေ18 19 season တုန်းကအဲ့တုန်းကဘာဆိုနာက Sanford Wolves မှာ1-1တေးချပြီးတော့နောက်ပြီးတော့မှ Chelsea ဘာဆိုနာကမှာ3-0နဲ့ Antonio Conte ကိုနိုင်ခဲ့တယ်။အဲ့ရှေ့မှာ2020-12မှာတော့ Chelsea Champion ဖြစ်သွားတာပေါ့လေဘာဆိုနာကိုအိမ်ခွဲမှာ1-0နိုင်ပြီးတော့ away ကမှာသူတို့2-2တေးချထားပြီးတော့မှသူတို့ all the way final မှာ Champion ဖြစ်သွားတယ်။ဆိုတော့ဒီနှစ်သင်းကြားဘယ်သူနိုင်ရမယ်ထင်လဲ။ ချဲစီကလည်းလက်ရှိမှာပုံစံကောင်းပြနေတယ်ဒါပေမဲ့ဒီပွဲပြီးရင်ချဲစီဟာစတန်ဖို့ဘစ်မှာပဲအာဆင်နဲ့ကန်ရမယ်ဆိုတော့သူတို့အတွက်နောက်ထပ်ပွဲချက်တစ်ပွဲရှိမယ်အဲ့ဒီနေရာမှာဟိုတနေ့ကကစားမအများစုနားထားတယ်ဘာဆိုနာကလည်း Spotify Camp လို့ရဖွင့်ပွဲမှာ Athletic Club ကိုဂိုးပြတ်နိုင်ထားလို့ on fire ဖြစ်နေတယ်ဆိုတော့ဒါအခုလက်ရှိမှာ Copa မှာပြန်ပြီးတော့ training ဆင်းပေမဲ့ဒီပွဲပါဝင်ဖို့မရှိဘဲနဲ့ Barcelona မှာလည်း Patri လွဲချော်မှာဖြစ်ပြီးတော့ဒီနှစ်သင်းနဲ့လက်ရှိအနေထားဖြစ်နိုင်ခြင်းအခြေအနေ Marco Correa နဲ့ Yamaro ထိတ်တိုက်ဆုံးတွေ့မှုနဲ့ ိတ်ဝင်စားစရာကောင်းတဲ့ဥရောပချန်ပီယံလိမှာအန်ဆိုမာစကာကတော့သူ့အသင်းနဲ့ပတ်သက်လို့ ယုံကြည်မှုအပြည့်အဝရှိပြီးတော့ပြည်သက်တည်းရဲ့တခဲနဲ့အားပေးမှုနဲ့တူခြေစီအသင်းရဲ့အပေါ်ယုံကြည်မှုအပြည့်အဝရှိတယ်လို့ဆိုထားတယ်ခြေစီပြည်သက်တည်းဘယ်လိုမြင်ကြလဲဘာဆိုနာရဲ့ highline ကိုသူတို့ဘယ်လိုလုပ်လဲဘာဆိုနာကဟိုတရားတီချန်ပီယံလိမှာဒါသူတို့ club group ကိုအဝေးကမှာတည်ကြတယ် PSG ကိုရှုံးထားတယ်ဆိုတော့ဒီအချိန်ဒီမှာသူတို့လည်းအမှန်တိုင်းပြောဒီနှစ်ကအရင်ဆောင်မဖြစ်တယ်ဘူးချက်စီလိုက်အတိုင်းပဲချန်ပီယံလိမှာနည်းနည်း struggle ဖြစ်နေတယ်ရလက်တွေကအိမ်ခွင့်ရလက်တွေတော့ကောင်းတယ်အဝေးခွင့်မှာသူတို့ယုံကန်နေရတယ်ချက်ဘလို့မြင်ကြလဲ ကိုမမဝေယမချက်ပြကြပါအလုံးကြီးတမတယ်